မင်္ဂလာပါတတမီမီလေးတို့ရေဒီနေ့မှာပြောပြပေးမယ့်ပုံမြင်လေးရဲ့အကြောင်းအရာကဖိုကဲတို့မိသားစုဆိုတဲ့အကြောင်းအရာလေးကို ပြောပြပေးမယ်နော်ဖိုကဲတို့မိသားစုဟာ မြစ်ကမ်းပါးကရွာလေးတစ်ရွာမှာ နေကြတယ်အစကတော့သူ့ရဲ့အဖိုးရဲ့အဖေးရဲ့အမေနဲ့ဖိုကဲတို့၄ယောက်ပဲရှိကြတယ်အခုတော့ညီမလေးမွေးပြီးမိသားစု၅ယောက်ဖြစ်လာတယ်အဖိုးကအသက်အကြီးဆုံးဖြစ်ပြီး အားလုံးကဖိုးဖိုးစကားကိုနားထောင်ကြတယ်။ညတိုင်းမိသားစုအားလုံးဖျားရှိခိုးရတယ်။ခြေလက်ဆေးပြီးမှအိပ်ရာဝင်ကြရတယ်။ဒီနေ့မှမိမိကဖိုးကဲရင်ညီမလေးကိုခဏကြည့်ထားနော်။မိမိအဝိရှော်လိုက်အောင်မယ်လို့ပြောပြီးအိမ်နောက်ဖေးမှာအဝိရှော်နေတယ်တဲ့။ဖိုးကဲလေညီမနေနဲ့အိမ်ကခွေးပေါက်စာလေးနဲ့ကစားနေတယ်။အဖိုးကတော့ ထမင်းစားပြီးတရေးအိတ်နေတယ်တဲ့အဲ့ဒီအချိန်မှာ ခွေးပေါက်စာလေးဟာအမြောင်းထဲကိုပြုတ်ကျသွားတဲ့ကွယ်ဖိုးကဲရလဲခွေးပေါက်စာလေးကိုရေမြောင်းထဲကနေဆယ်ယူဖို့အလုတ်တွေရှုပ်နေတာပေါ့ဖိုးကဲလေးအလုတ်တွေရှုပ်နေတဲ့အချိန်ညီမလေးကလေးပဲလေးသွားပြီး ထွက်သွားတာဖိုးကဲကမတိလိုက်ရှာဘူးတဲ့ကွယ်ခွေးပေါက်စာလေးကိုဆယ်ယူပြီးတဲ့အချိန်ညီမလေးကိုကြည့်လိုက်တော့မတွေးတော့ဘူးဖိုးကလေးညီမလေးရေ ညီမလေးရေညီမလေးရေလို့អော်ခေါ်တယ်တဲ့မေမေရေမေမေရေလောက်ပါအောင်ညီမလေးပဲရောက်တော့မှမသိဘူးဟီ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 ဆိုပြီးတော့អော်ငူတဲ့ကွယ်ဖိုးကဲអော်ငူတန်းចောင်းအမေရောအဖိုးရောအိတ်ရှိကိုပြေးထွက်သွားကြတယ်ဖိုးကဲလေးကအကြောင်းဆုံးရှင်းပြနေတော့ဟုံးဆိုတဲ့ဟုံးကနေဆိုတဲ့အတန်ကြီးကြားလိုက်ကြတယ် ကဘာတွေပြိုးတယ်ဟေးကလေးတွေအနာမကတ်ကြနဲ့လို့ရွာကလူကြီးတွေအော်ပြီးကမ်းမဘက်ကိုပြေးသွားကြတာတွေ့လိုက်ရတယ်အားလုံးလဲညီမလေးအတွေ့စိုးရင်ပြီးပြေးလိုက်သွားကြတယ်ဒါပေမဲ့ညီမလေးကိုတော့မတွေ့ကြဘူးအမေကလည်းငိုဖိုးကကလည်းငိုပေါ့အဲ့ဒီအချိန်မှာခွေးမကြီးမိဖြူကအဖိုးရဲ့ပစိုးကိုအတွင်းဆွဲခေါ်တဲ့ အားလုံးဟာ အဖိုးနဲ့အတူမိဖြူခေါ်တဲ့အိမ်နောက်ဖေးဘက်ကိုလိုက်သွားကြရတာပေါ့အိမ်နောက်ဖေးဘက်ကကောက်ရိုးပုံမှာ သူ့ရဲ့ညီမလေးရလေပြပောက်စာလေးတွေနဲ့အတူအိမ်နေတာကိုတွေးလိုက်ကြရတယ်တဲ့အားလုံးလည်းအဲ့ချိန်မှာဝမ်းသာပျော်ရွှင်သွားကြတယ်တဲ့ပုံမြင်လေးကတော့ဒါပါပဲတတမီမီလေးတို့ရေဖိုကဲဆိုတဲ့မိသားစုလေးမှာမိသားစုဘယ်နှယောက်ရှိလဲတတမီမီလေးတို့ရေ ဟုတ်ပြီဟုတ်တာပေါ့ဒါဆိုရင်ဖိုးကဲလေးကညီမလေးကိုကြည်ခိုင်းနေတဲ့အချိန်မှာဘသူ့ကိုတွားပြီးတော့ကဲတာလေ